ဒီပီပီရုံးမြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောက်ချိုမြို့နယ်ရွှေသွန်းကျေော့အနီးတစ်ဝိုင်းကိုစစ်ကောင်စီတပ်ကဇော်လာ24ရက်နေ့တရက်တည်းမှပဲဘုံအလုံး80ကျော်ကျေချတိုက်ခိုက်ခဲ့တယ်လို့တနုပြည်သူလူမျိုးရေးတပ်တော် DPLF DPLA ကဇော်လာ25ရက်နေ့မှာထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်ကမနက်9:00နာရီကနေ10:00နာရီအတွင်းဝိုင်တွဲလျင်နဲ့ဘုံ20နှလုံး9:00နာရီမှာဂျက်ဖိုက်တာနဲ့ဘုံနှလုံးနေ့လယ်9:00နာရီလောက်မှာပေါင်900ဘုံတစ်လုံး ဝိုင်တွဲလေရင်နဲ့ဘုံ33လုံးညနေ6နာရီကနေ9နာရီအတွင်းဝိုင်တွဲလေရင်နဲ့ဘုံ24လုံးတေးချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီကအပြည့်ခတ်ရစဲရဲကြီးညာပြီးနောက်ပိုင်းအခုတစ်ကြိမ်ဘုံကျေးတာဟာအများဆုံးဖြစ်ပြီးဂျက်ဖိုင်တာတွေဝိုင်တွဲတွေနဲ့တေးချခဲ့တာပါလို့ DPLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်ရွှေသွန်းကျွော်အနီးတစ်ဝိုက်မှာတနုပြည်သူလူမျိုးရေးတက်တော် DPLA တအန်းအမျိုးသားလူမျိုးရေးတက်မတော် TNLA ပူပေါင်းတက်နဲ့စစ်ကောင်စီတက်တို့ကြားထိတွေ့တိုက်ပွဲပြင်းထန်နေ တယ်လို့သိရပါတယ်။ရွှေသွန်းရော်နဲ့အနီအနာကျော်တွေကပြည်သူတွေဟာလွန်ခဲ့တဲ့တပတ်ကျော်ကတည်းကစစ်ဆောင်နေကြတဲ့အတွက်အထီးခိုက်တော့မရှိပေမဲ့နေအိမ်တွေပျက်စီးမှုတော့ရှိနေတယ်လို့ဆိုပါရရှင်။ရေကြီးမြို့နယ်နဲ့အလင်းမြတ်နာမြို့နယ်တွေမှာစစ်ကောင်စီတပ်နဲ့တော်လေရေးပူပေါင်းတပ်တွေဟာအခုအစွန်လာတဲ့တိုက်ပွဲတွေမကြာခဏဖြစ်ပေါ်နေပြီးစစ်တပ်ကလေကြောင်းကားနဲ့ဒရုန်းတွေလက်နက်ကြီးတွေနဲ့နေတိုင်းပစ်ခတ်နေတယ်လို့ဒေသခံစီရဲ့တရေရင်မြစ်ကပြောပါရီးစိုးသူအောင်တရင်ပေးပို့ထားပါရဲ့ရှင် ARI တိုင်းတဲ့ကရေကြီးမျိုးနယ်နဲ့လေးမျက်နှာမျိုးနယ်တွေထဲမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းပူပေါင်းတပ်တွေအခုဂျွန်လတဲမှာတိုက်ပွဲတွေမကြာခဏပြင်းထန်နေတာပါ။ခွားငါတန်းချောင်းယူလန်းပေါ်မှာရှိတဲ့ကြောက်တိုင်ခွေနေရာနဲ့ယူမားနဲ့ဆက်ဆက်တဲ့ကျေးရွာတွေမှာအ धिक တိုက်ပွဲဖြစ်နေပြီးစစ်တပ်က AA နဲ့ PDF တွေရှိနိုင်မယ်ထင်တဲ့တော်ဆက်ကနေရာတွေကိုဘုံကျဲတာနဲ့လက်နက်ကြီးပစ်ခတ်တာတွေနေတိုင်းပြစ်လုံနေတယ်လို့သိရပါဗျ။အမိုးကျွန်တော်တို့ဟာပေါ့ခုနက6နာရီပတ်စာလဲရပါတာတိုက်ပွဲတွေပြန်ဖြစ် အဲကြောက်တိုင်လို့ခေါ်တဲ့ကျွန်တော်တို့ဒီအရင်တော့ထပ်ဖြစ်နေတဲ့နေရာပေါ့တို့တို့ရိုးပတင်မှာပဲအခုလောလောဆယ်တိုက်ပွဲဖြစ်နေတယ်ပေါ့လေဒီအနည်းပတဲ့လက်နဲ့ကြီးတွေလောက်ပဲတို့ဖြစ်နေတာရှင်ဒုံးတွေပါကြီးအဲ့လိုမျိုးပြစ်တဲ့အနေတော့ကြားတယ်အခုလည်းဒါပြစ်နေတော့မှာအဲအခုတော့လက်နဲ့ခရိတာနဲ့တိန်သွားပြီးတော့အဲ့ဆိုတော့တို့ဒါသုံးလင်းလေးနဲ့တိတ်မွေးတဲ့အကွာဝင်းလောက်မှာတို့ရိုးတခြားမှာတိုက်ပွဲဖြစ်နေတယ်ပေါ့ဂျွန်လာတတရအပတ်ထဲမှာအမတ်တ၃လေးလေးဝင်းကျင်ကနေပြစ်ခတ်တန်ဒီစစ်စုညဉ့်ညံထွက်လာခဲ့ပြီး ဇွန်လ20ရက်နောက်ပိုင်းမှာလည်းနေတိုင်းဒီပါထိတွေ့မှုတွေရှိနေတယ်လို့ဒေသခံကပြောပါရယ်ဒီလိုမျိုးတိုက်ပွဲတွေဆက်ဖြစ်နေတဲ့အတွက်စစ်တပ်ကရေနသဂိတ်ကနေကုန်းအဝင် အထွက်တွေကိုပုံမတင်ကျပ်လာပြီး ရေကြီးမြို့ထဲမှာလည်းအခုအပတ်တည်းလူ9ယောက်ထက်မနည်းကိုဖမ်းဆီးခဲ့ကြောင်းသိရပါရယ်အဲမြို့ပေါ်မှာလည်း UG ဆိုတဲ့နာမည်တစ်ခုတက်ပြီးတော့အဲလိုဆွဲတာတွေ့တယ်လွန်ခဲ့တဲ့နှစ်ရက်တုန်းကလည်း3ယောက်လောက်ဆွဲသွားတယ်တဲ့ဒီနေ့တော့2ယောက်လောက်ဆွဲတယ်ပြောတယ် ဒီနေ့တော့ဈေးထဲမှာဈေးထဲမှာတော်တော်ဆိုင်နေပြိပြီးတော့ပြန်သွားကြတည်ငြိမ်သေးတယ်ပေါ့နော်ရုပ်ရုပ်တော့မဖြစ်ဘူးပေါ့ကြောင်းရွှေ့ရွှေ့ဆိုတဲ့အစင်းတော့မရောက်ကြသေးဘူးကိတ်ကူကြီးမှာတော့လုံလုံးကျဲလို့၃ရောက်သေးတယ်လို့တင်ကြတယ်ခုံကြီးတစ်ပါးဆရာတော်တစ်ပါးရဲ့မြို့သမီးတယောက်ကလည်းလို့ကလေးတယောက်ပုံမှန်လို့သေးတယ်လို့ပြောတယ်တိုက်ပွဲနဲ့လက်နက်ကြီးကြားရောက်မှုတွေကြောင့်လေးမျက်နှာမျိုးနယ်တွေကရုံးမဝင်းကျင်မှာရှိတဲ့ရွာတွေမှာ ေသကန်တွေနေထိုင်တာတိတ်မရှိတော့ပေမဲ့အာမတ၃လေးပတ်ချလေကမြောက်ဆန်းတို့ကုန်းမြင်တို့ဘတ်ဒီမှာတော့ဒေသခံတွေဆက်လက်နေထိုင်ကြတယ်လို့သိရပါတယ်။ဒါအပြင်စစ်တပ်ကရေနသဂိတ်ကနေငတိုင်းချောင်းရေကြီးကျုံပြောလမ်းကြောင်းကိုထိန်းချုပ်ထားပြီးညအချိန်ဒီမှာအမတ်တ34ဘတ်ကိုလက်နက်ရိတ်ခါနဲ့လူဝင်အားတွေဖြစ်တင်းပေးလိရှိပြီးတော့စစ်ရေးကလည်းဆက်လက်တင်းမာနေတယ်လို့ဆိုပါတယ်။ကျွန်တော်စိုးသူအောင်ပါ။ ရှယ်ပြည်နယ်တောင်ပိုင်းကနေစစ်ရှောင်လှကြတဲ့စစ်ဘေးရှောင်ပြည်သူ60တယောက်ကိုဇွန်လ23ရက်နေ့မှာစေဝါတော်ရောက်ကုသပေးခဲ့တယ်လို့အင်းလဲအမျိုးသမီးသမဂ္ဂစီကသိရပါတယ်။စစ်ရှောင်တွေမှာသွေးတော်နဲ့ချောင်ဆိုးတာတွေအဖြစ်များပြီးအစအစအရာရာခက်ခဲနေတဲ့အချိန်တွေမှာစာနာတဲ့အနေနဲ့တော်ရောက်ကုသပေးခဲ့တာပါလို့အင်းလဲအမျိုးသမီးသမဂ္ဂအဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။စစ်ပေးရှောင်ပြည်သူတွေဟာရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေလွိုင်ကော်ဖေခုံမြို့နယ်တွေမှာ ဖြစ်ဖေခုံမြို့နယ်တွေနဲ့တခြားဒေသတွေကနေလာရောက်ဆစ်ဆောင်နေကြသူတွေဖြစ်ပြီးအလို့အကိုင်းမရှိကြတဲ့အတွက် စားရဲတောက်ရဲအတွက်လည်းအခက်အခဲတွေရှိနေကြတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့မေလ20ရက်နေ့မှာလေညောင်ရွှေမြို့နယ်ကနေစစ်ဆောင်နေရတဲ့ကျေးရော်၃ရော်ကပြည်သူတွေကိုအင်းလေးအမျိုးသမီးတမကအဖွဲ့ကဆေးဝါးကုသပေးခဲ့တယ်လို့သိရပါတယ်။ဖေခုံမြို့နယ်အခြေပတ်ချမ်းကစစ်ဘေးချောင်ပြည်သူတွေဟာစားတောက်ဖို့အတွက်စားနေရိတ်ခါလိုအပ်ချက်တွေရှိနေတဲ့အတွက်ကူညီပေးကြဖို့တောင်းဆိုထားပါတယ်ရှင်။ ကချင်ပြည်နယ်အရာဝတီမြစ်တစ်ဖက်ကမြကြီးနာမြို့အနေဝိုင်းမော်မြို့အနီးမှာရှိတဲ့ခါရှိကျေော်တကျော်ကိုစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ရှေ့တဲ့သတင်းရင်းမြစ်ကနေသိရပါတယ်။စစ်ကောင်စီထိန်းချုပ်ထားတဲ့ဝိုင်းမော်မြို့ကိုလည်းစစ်အင်အားပို့ဆောင်နေပြီးတော့လက်နက်ကြီးတွေနဲ့နှိမ့်စင်လိုလိုပစ်ခတ်နေတာဟာသတင်းတစ်ပတ်ဝန်းကျင်ရှိလာပြီးဖြစ်တယ်လို့ဝိုင်းမော်ဒေသခံတယောက်ကပြောပါတယ်။ဒါအပြင်ဝိုင်းမော်ကမ်ပိုင်တီလမ်းပေါ်ကကိုရွတ်ကျေော်ကိုလည်းဇွန်လ22ရက်နေ့ည7:00နာရီဝန်းကျင်မှာစစ်ကောင် စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ဝေါ်ချောင်ကျော်ကဒေတာခန်တယောက်ကပြောပြောပါတယ်။လေကြောင်းတိုက်ခိုက်မှုဖြစ်ပေါ်တဲ့နေရာဟာတိုက်ပွဲ ဖြစ်ပေါ်တဲ့နေရာမဟုတ်ဘဲကချင်လွတ်လပ်ရေးထံမှာ KIA ထိန်းချုပ်ထားတဲ့နေရာဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်မှုဟာခွေရဲကျော်တဲ့ကနေနေအိမ်တွေကြားမှာပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တာဖြစ်ပြီးပြည်သူတွေပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရရှိခဲ့တာတော့မရှိဘူးလို့သိရပါတယ်ရှင်။ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကကေခိုင်ပါ